ကဲဘီယာနဲ့ပဲမြည်မလားထမင်းပပူလေးနဲ့ပဲစားမလားအရင်စားကောင်းတဲ့ငချောက်ဖုတ်ကလေးလောက်စားမှဖြစ်ပါတယ်။ဒါပါငချောက်လည်းတင့်ရင်မန်းခဲ့ပြီနော်။ငချောက်လေးတွေကိုအငံပေါ့အောင်လို့စံစည်းနဲ့နာယူဝက်လောက်စိတ်ထားပါတယ်။ပြီးမှကျမကမီးကင်ပါတယ်ရှင်။အထက်အောက်လေးလန်ပြီးတော့တေချာလေးပြီးစိတ်ရှိရှိနဲ့မီးကင်ပေးမယ်ပေါ့နော်။မီးအားကိုလည်းအရင်ကြီးမပြင်းထားပါဘူးရှင်။မီးအီအီလေးနဲ့တေချာလေးကင်ပေးထားပါတယ်။ဒီငချောက်လေးရလေးအရန်ကိုစားကောင်းတယ်သူ့ရဲ့အသားလေးရလေးနူးညံ့နေရပဲအယိုးလဲလုံးဝမပါဘူးကွာ။ မိကင်ပြီးတဲ့ငချောက်လေးတွေခုလိုမျိုးလေးထုထားပါမယ်ရှင်။ကဲငချောက်ပြာရုပ်ကြည့်ပါအောင်လုံးဝ quality ကောင်းတဲ့ငချောက်ကလေး။စီစိန်ထားဖို့အတွက်ငချောက်လေးတွေကိုအခုလိုမျိုးအသားလေးတွေနှွင်ထားလိုက်ပါမယ်ရှင်။ကဲအသားလေးရလေးနူးညံ့နေရပဲအယိုးလည်းလုံးဝမပါဘူး။အခုလိုမျိုးလေးလှုပ်ထားလို့ရှင်မနှက်ဆော့ဆော့ထမင်းပူပူလေးနဲ့ပဲစားမလား။အဲဘီယာတောက်ရင်ပဲမြည်မလားပေါ့နော်။ကဲကိုစိတ်ကြိုက်ပေါ့အခုတော့ကျမကဘူလေးတွေကိုထက်စီမြများလေးနဲ့စိတ်ထားလိုက်ပါမယ်ရှင်။ ုံးသိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်